ူပါရေချမ်းကတော့ရောထန်ရဲ့ရောက်ဖွာဖြစ်တဲ့စံကာတဲ့နဲ့ထိုးရတော့မှာပဲဖြစ်ပါတယ်စံကာတဲ့ဟာသူ့ဘွားရဲ့တသက်တလျှောက်မှာတခါမှမရှုံးခဲ့ဘူးသေးဘူးဒါကြောင့်မို့လို့လေစူပါရေချမ်းတော့စိုးရင်နေကြလေးဖြစ်ပါတယ်ဒီတခါကျတော့ရောထန်ရဲ့ရောက်ဖွာဟာရောထန်နဲ့လေအမြဲတမ်းပူးတွဲလေးကျင်းနေတာဖြစ်တဲ့အတွက်ရောထန်ရဲ့ပညာတွေကိုလေယူထားပြီးဆိုပြီးတော့ online ပေါ်မှာလူပြောများနေတာပါဒီကကြတော့ရော့ထန်ဟာသူ့ရဲ့ရောက်ဖရဲ့ပွဲဥထွက်မှာအနိုင်ရလိမ့်မယ် ပြောကျင်တာကတော့စူပါရီချမ်းရှုံးမှာပေါ့ဗျာအခုလိုမျိုးပြောလိုက်တာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံကပြည်သက်တွေကတော့ရော့ထန်ရဲ့ရောက်ဖာနိုင်လိမ့်မယ်ဆိုပြီးတော့အသီးလင်းကိုသူတို့ကလည်းပြောဆိုနေကြလေဖြစ်ပါရီရော့ထန်ရဲ့ရောက်ဖာဆန်ကသက်ကဘလို့လူစားမျိုးလေဆန်ကသက်အချောင်းကို ပြောရမယ်ဆိုရင်တော့ဖြစ်ငငယ်ကလေးကဝေးထိုင်ပွဲတွေထိုးခဲ့ပြီး boxing bag ကိုကူးပြောင်းကအမြင့်ဆုံးအောင်မြင်မှုတွေရယူနိုင်ခဲ့တာပဲဖြစ်ပါရီသူဟာလက်ရှိအချိန်မှာလက်ရှိအချိန်မှာ WBA အရှားမှာ140ပေါင်ဝေတန်ချန်ပီယံကမ္ဘာပိုင်ရှင်ဖြစ်ပါ रे အဲ့ဒီချန်ပီယံကမ္ဘာကို၉ချိန်ချီကာကွယ်ထိုးပြခဲ့သူပါသူရဲ့ဘောက်ဆင်ဖိုက်တာဘွားဆန်းဆောင်ရဲ့မှတ်တမ်းက19ပွဲထိုးပြီးတော့19ပွဲစလုံးနိုင်ရှုံးပွဲလုံးဝမရှိခဲ့ပါဘူးသူမှာမွေးချင်းမောင်နှမစုစုပေါင်း16ယောက်ထိရှိပါ रे အကုန်လုံးဖိုက်တာလောကနဲ့တနင်္လာနေ့ဆက်ဆက်နေသူတွေကြီးပါပြီစံဂါတစ်ကအဲ့လောက်တည်းဝေချင်းများလို့နဲ့မိသားစုမှာစစ်လျောက်မြောက်မွေးဖွားခဲ့တဲ့သူပါရောထန်ရဲ့လက်ရှိဇနီးအီတာကသူ့မှာဖြစ်ပါတယ် ီနေ့အစောပိုင်းမှာတော့ဝမ်ချန်ပီယံရှစ်ကသူ့ကိုထုတလဲနေကိုခေါ်ယူစာချုပ်ချုပ်ဆိုကြရတာပဲဖြစ်ပါတယ်။ဗီဒီကကျတော့သူဟာဆိုရှယ်မီဒီယာပေါ်မှာလူသိများတဲ့သူဖြစ်တယ်။ဆိုရှယ်မီဒီယာဖော်လိုဝါကတက်တော့မှာဆိုရင်2.3တန်း Facebook မှာဆိုရင်626ကြီးဗျာ6သိန်းကျော်ပေါ့ဗျာ Instagram မှာကျတော့290ကြီး2သိန်း900ပေါ့ဗျာ YouTube မှာကျတော့သူရဲ့ subscriber က200ကြီးရှိတယ်။ဆိုတော့ social influencer တယောက်ပဲဖြစ်တယ်။ဒါကြောင့်ထိုင်းနိုင်ငံကပြည်သက်တွေကတော့ဒီဘွဲက ဆန်ဃာသီးရဲ့ထူပွဲဆိုပြီးတော့ပြောဆိုနေကြတယ်ဖြစ်ပါရီစူပါရေချန်ကတော့ဘသူတွေပါပဲပြပြသူ့ကိုရှုံးမယ်ပဲပြပြဒီပွဲကိုအကောင်းဆုံးထိုးပြမယ်လို့ဆိုထားရီထိုးပြီးတော့အနိုင်ယူပြမယ်ဘောနက်စုကိုရအောင်ယူသွားမယ်ဆိုပြီးတော့အသေးကျုံးဝါထားတာလေးဖြစ်ပါရီဒီပွဲကတော့ကြည့်ရဖို့မဆောင်နိုင်တော့ဘူးစူပါရေချန်ဟာလက်ရှိမှာမြောင်းနေကမှာအလားအလာအကောင်းဆုံးသောမြန်မာဖိုက်တာဖြစ်တယ်ဆိုတော့ဒီပွဲကလုံးဝလုံးဝကိုအနိုင်ရမှာတေချာတယ်ကျွန်တော်တို့လေးယုံကြည်ပါရီ ရော့ထန်ရဲ့ရောက်ပါဘလောက်ပဲဆွမ်းဆောင်ရေကောင်းဒီကောင်းနေပြောပြောနော်ဘလောက်ပဲဆွမ်းနေပြောပြောဗျာသူဟာပွဲနဲ့ဝေးတာကြပြီပွဲနဲ့အနည်းဆက်ဆုံးမှရှိနေတာကစူပါရေချမ်းပဲဖြစ်တယ်စူပါရေချအနိုင်ရမယ်လို့ယုံကြည်ပါရယ်ဗျာဒီလောက်ထက်ထိနော်ချန်ပီယံတယောက်ဖြစ်တယ်တကယ့်ကိုမှာစကူပွဲစလုံးနော်ရှုံးပွဲမရှိတဲ့ဖိုက်တာကိုစူပါရေချနေနဲ့အနိုင်ယူနိုင်နေဆိုရင်တော့ဖြစ်နော်လိုင်းပေါ်မှာလေးနာမည်ကြီးတဲ့သူကအနိုင်ယူနိုင်နေဆိုတော့ဖြစ်စူပါရေချရဲ့နာမည်ကဟုံးဟုံးတောက်နာမည်ကြီးလာတော့မှာဖြစ်ပါရယ်ဗျာ